ချက်ကာတွေကိုဖယ်ရှားပြီး community note နဲ့အစားထိုးအသုံးပြုမယ်လို့ Facebook တီထောင်သူ Matt Zuckerberg ကကြေညာပြီးတဲ့နောက်မှာစစ်ကောင်စီ lobby တွေဟာ Facebook ပေါ်မှာပြန်လည်အခြေချဖို့အတွက်အဆက်မပြတ်ကြိုးပမ်းလာနေတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒီလိုစစ်ကောင်စီ lobby account တွေ Facebook ပေါ်မှာပြန်အခြေချဖို့ကြိုးပမ်းလာတာနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါသေးတယ်။လက်တလုံးမှာစစ်ကောင်စီ lobby ဖြစ်တဲ့မှိုင်းဝေဟာ မတ်လ9ရက်နေ့မှာသူ့ရဲ့ Telegram အကောင့်ကနေ Facebook အကောင့်တင်လေးပါဆိုပြီး Facebook link ချပြီး Facebook မှာ Captain မှိုင်းဝေဆိုတဲ့နာမည်နဲ့အကောင့်တစ်ဖွင့်ထားတာတွေ့ရှိရပါတယ်။အဲ့ဒီအကောင့်ကိုဖွင့်ခင်မတ်လ9ရက်နေ့တုန်းကဒီအကောင့်မှာရှိနေမယ်ဆိုပြီးမောင်မောင်ဆိုတဲ့ Facebook အကောင့်ကို Telegram မှာ link ချခဲ့ပါသေးတယ်။လက်ရှိမှာတော့စစ်ကောင်စီ lobby မှိုင်းဝေရဲ့ Facebook အကောင့်နှစ်ခုလုံးဟာ Facebook တင်းရဲ့ဖျက်ချခံရတာမျိုးမရှိသေးပါဘူး။ ဒီလို Facebook ပေါ်ပြန်လဲအခြေချဖို့ကြိုးပမ်းနေတာဟာမိုင်းဝေတူးသေးတယ်မဟုတ်သေးပါဘူးပြုံမီ vlog ဆိုပြီးစစ်မှုထမ်းတွေအကြောင်း interview ဝါရဖြတ် vlog တွေရိုက်နေတဲ့ပြုံမီဟာလဲ match လ၄ရက်နေ့ကသူတို့ရဲ့ Telegram channel ကနေ Facebook page ကိုကြီးညာခဲ့ပါသေးတယ်ဒါပေမဲ့ပြုံမီ vlog ရဲ့ Facebook page ကို Facebook တင်းကဖြုတ်ချပြီးဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ် မှိုင်းဝင်နဲ့ပြိုမေဗလော့တို့အပြင်စစ်ကောင်စီလော်ဘီတူဖြစ်တဲ့ကိုတက်ဟာလည်းဖေဖော်ဝါရီလ22ရက်နေ့က Facebook account တဲဆိုပြီးကြီးညာခဲ့ပေမဲ့ Facebook ကနေဖယ်ရှားခံထားရပြီးဖြစ်ပါတယ်။ဒီမတိုင်ခင်ကလည်းစစ်ကောင်စီလော်ဘီတွေဖြစ်တဲ့ကိုတက်နဲ့ကြော်စွာတို့ဟာလည်းဇန်နဝါရီလ16ရက်နေ့က Facebook မှာပြန်လည်အခြေချဖို့ကြိုးပမ်းခဲ့ဘူးပေမဲ့ဖြုတ်ချခံခဲ့ရပါတယ်။ဒါကြောင့် လက်ရှိမှာစစ်ကောင်စီနဲ့ဆက်ဆက်တဲ့အကောင့်တွေဟာ Facebook ကနေဖြုတ်ချခံရဆဲဖြစ်ပြီး Facebook အကောင့်ကနေဖြုတ်ချမခံရသေးတဲ့အကောင့်တွေလည်းရှိနေတာတွေ့ရှိရပါတယ်။ Facebook ရဲ့ fact checker တွေကိုဖယ်ရှားပြီး community note နဲ့အစားထိုးသုံးသွားမဲ့အစီအစဉ်ဟာလက်တလုံးမှာမြန်မာအတွက်အရေးကြီးတဲ့တက်ရောက်မှုမရှိသေးပေမဲ့ Facebook ပေါ်မှာတရင်တို့တရင်အမားတွေနဲ့ဝါရဖြန့်နာတွေလှုပ်ဆောင်နိုင်ရေးစစ်ကောင်စီလော်ဘီတွေရဲ့ကြိုးပမ်းမှုကို အွန်လိုင်းသုံးဆွဲသူတွေပို့ပြီးတတိထားကြဖို့နဲ့ဝါရဖြန့် page တွေနဲ့အကောင့်တွေတွေ့ရင်မဖြစ်မနေ report လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။